hello မနက်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအထားဖြစ်မှာ service error page တခုဖြစ်ပါတယ်ဒီ page ကိုနမတိနားမလဲဘယ်နဲ့အမှားတစ်ခုလုပ်မိတဲ့အတွက်ကြောင့်မို့ straight တဲ့ချိန်ဒီမှာ page quality အနေအထားဖြစ်မှာ page is recommendation suspended ဖြစ်ပြီးမှာ page switch englishman အရန်ကိုကြားတဲ့အတူတမို့ကျွန်တော်ရှိမှာ subset ကိုစားဒီဥစားကိုအကောင်းဆုံးဖြစ်အောင် ပြန်ဆင်းအောင်ဘယ်လိုလုပ်ဆောင်သွားရမလဲအဲ့ဒီအမားကိုဘယ်လိုပြန်မှ reactivate လုပ်သွားရမလဲဆိုပြီးဒီပြီးတော့ကျွန်တော်အားလုံးပြောပြရှင်းပြပေးမှာဖြစ်ပါတယ်ဒီမှာတစ်ချက်ကြည့်မစဲသူသူဒီဒီနဲ့ပတ်သက်ပြီးတင်တဲ့ပြုရှင်ဒီတပ်ပုံတပ်ပုံတင်တဲ့ပေါ့နော်ဒီတပ်ပုံက facebook policy နဲ့ Facebook policy နဲ့မကဲ့ညီတဲ့အတွက်ကြောင့် Facebook team ကလည်း straight တစ်ချိန်ပေးပြီးမှ page quality အနေအထားဖြစ်သွားခဲ့တယ်။အဲ့လိုမျိုးတက်ပုံတွေကို copy လုပ်ခဲ့ရင်ဘယ်လို edit သွားရမလဲဆိုပြီးမှကျွန်တော် example အနေနဲ့ကျွန်တော်တက်ပုံတပုံ download ဆိုပြီးမှကျွန်တော် edit လုပ်ပြပေးမယ်။ဒီ also ကျွန်တော်တစ်ချက်တက်ပုံ download ဆွဲလိုက်မယ်။ download ဆွဲလို့ပြီးတော့ခဲ့ပြီဆိုရင်လည်းကျွန်တော်ဒီ Canva software ကိုကျွန်တော်တစ်ချက်သွားလိုက်ပါမယ်ခင်ဗျာနော်။ဒီ Canva software ဒီ also ကျွန်တော် update ပြန်မှလုပ်ပြပေးမယ်။ ကျောင်းဒီမှာခံဝါရှိရဒီခံဝါကျတော့ Play Store App Store မှာအလွယ်တကူရှိပါတယ်အဲလို့ဆို download ဆိုမှ Gmail တခုနဲ့ sign in ဝင်ပါ Gmail တခုနဲ့ sign in ဝင်မှာဒီပုံစံနဲ့ပေါ်လာခဲ့ပြီဆိုရင်ဒီဘက်မှာ plus icon ရှိရဒီဥစ္စာတစ်ချက်ပြန်နှိပ်မှာပြီးရင်ဒီအောက်နားမှာဒီ custom size ဆိုရှိရဒီဥစ္စာတစ်ချက်ပြန်ရေးမှာကျွန်တော်ဒီမှာဆိုရင်1360အမြောက်1360ကျတော့တစ်ချက်ထည့်သွားမယ်အတွက်ကြောင့်မို့ဒီ1360 တညာရှိစေဒါကြတော့ Facebook Instagram အတွက် perfect site ဖြစ်တဲ့အတွက်ကြောင့်မတောင်းလေးတောင်းလေးဖြစ်တဲ့အတွက်ကြောင့်အရင်အစဉ်တည်းလေးလူကြည့်လိုက်မြရတယ် Facebook team ကနေ recommendation ပေးတဲ့အတွက်ကြောင့်ဒီ site account ဖြစ်တဲ့ pin chain default တစ်ချက်သွားမှာအခုနဲ့ကျွန်တော် download ဆွဲလိုက်တက်ပုံထည့်ဖို့ဒီ effort file တစ်ချက်နေပြီးမှကျွန်တော်ဒီကနေ့ထည့်သွားလိုက်ရတယ်ကျွန်တော်ထည့်ပြီးသွားရှိတဲ့အတွက်ကြောင့်ဒီ user တစ်ချက်ထည့်လိုက်မယ် ဒီလိုလေးအနားလေးကိုခြင်မှကျွန်တော်ဆွဲဆက်လိုက်မယ်ကျွန်တော်ဒီဥစ္စာနဲ့ဘာလို့ edit လုပ်ဆောင်သွားရမလဲဆိုရင်အခြား social media download ဆွဲလိုက်တဲ့ပုံရဲ့နောက်ခံ background မှာ data အချက်လက် ID အချက်လက်တွေအများကြီးပါတဲ့အတွက်ကြောင့်အဲ့ဒီ ID နှစ်ခု match ဖြစ်တော့ခဲ့တဲ့ချိန်မှာ copyright ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာကိုဒီကနေ့ edit လုပ်ပြီးသွားတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာကျွန်တော်နည်းနည်း crop လုပ်ပြီးသွားလိုက်ပါမယ်ကို edit လုပ်မဲ့တဲ့ပုံပေါ်မှာကြည့်ပြီးမှ crop ဘာညာလုပ်ပြီးသွားပါဒီ portion လုပ်ပြီးသွားပြီးဆိုဒီအပေါ်မှာစာကြောင်းတစ်ကြောင်းရေးပြီးသွားမယ်အဲ့စာသားကြတော့ ဒီ page ရဲ့နာမည်ပဲ check copy ကိုမှတ်သွားလိုက်ပါမယ်။ copy page နာမည်ကိုထည့်ရကြတော့ watermark ဖြစ်တဲ့အတွက်ကျွန်တော်တူတူတယောက် copy copy တင်မှာစနေတူတူဖက်ကတော်တော်လေးစဉ်းစားမှာပေါ့နော်ပြောမစင်ကျွန်တော်တို့ဒီစာသားလေးပါတဲ့အတွက်ကြောင့်မို့ပြီးရင်ကျွန်တော်ဒီစာသားလေးကိုကျွန်တော် background တစ်ခုခုထည့်လိုက်မကြည့်ကောင်းအောင်ဒီ page တစ်ချက်နေမှာကျွန်တော်ဒီ effect တို့တစ်ချက်နေမယ်ဒီဥစားတစ်ချက်နေသွားမယ်ဆိုရင်ဒီမှာစင်အဝိုင်အောင်ပြတဲ့အတွက်ကြောင့်အဲ့ဒီအဝိုင်အောင်ကျွန်တော်ကျွန်တော်မကြက်ဘူးအစင်းအောင်ထည့်လိုက်မယ် ပြီးတော့ရှင်ဒီစာသားကိုကျွန်တော်အဖြူအောင်ပြောင်းလဲမယ်အတွက်ကျွန်တော်အဖြူအောင်တစ်ချက်ရွေးပြီးသွားမယ်ပြီးရင်ကျွန်တော်ဒီစာသားကိုကိုလိုသူမျိုး adjust လုပ်ပြီးတော့လို့ရပါတယ်ခင်ဗျာနော်ဒီဥစ္စာကျွန်တော်ဒီ apport မှာပဲထားမလားဒီ fit မှာထားမလားကျွန်တော်ဒီနားထားမလားပေါ့နော်ကိုထားချင်တဲ့နေရာထားပြီးမှဒီဥစ္စာကိုကျွန်တော်တစ်ချက် download ဆွဲရပါမယ်ဒီ share တစ်ချက်နေမယ်ပြီးရင် download တစ်ချက်နှိပ်သွားမယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့ကျွန်တော်တို့ download ဆွဲပြီးမှကျွန်တော်တို့ page မှာ တင်ပြီးသွားမယ်ဆိုရင် copyright ကနေ100% looking နဲ့နောက်တစ်ခု deep page owner အမားကျော်သူ page မှာဘာကြောင့် rich engagement ကြရလဲဆိုရင်ဒီလိုမျိုးစာသားတွေကိုသူများ page ကနေအလွယ်တကူ copy ကူးမှသူ page မှာတင်ပြီးသွားတဲ့အတွက်အဲဒီစာဘာနဲ့ပတ်သက်ပြီး reuse content ဖြစ်တဲ့အတွက်ကြောင့်မို့ rich engagement ကြရတဲ့အကယ်လို့ကျွန်တော်တို့ကအချား social media အချာဝက်ဆိုက်သူများ page သူများ facebook account စာသားတွေ copy ကူးပြီးလာမယ်ဆိုရင်အဲ့ဒီစာသားတွေကို copy ကူးပြီးလာပါ copy ကူးပြီးလာလို့ရှိရင်ကျွန်တော်အပေါ်ဆုံးတစ်ချောင်းဖြတ်မယ်အလဲတစ်ချောင်းဖြတ်မယ်အောက်ဆုံးတစ်ချောင်းဖြတ်မှ same to same edit တန်းပြန်ရေးထည့်ပြီးမှအောက်ဆုံးနားလေးမှာကျွန်တော်တို့ရဲ့ page name ထည့်မယ်ပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့နာမည်ပါ냐ထည့်ပြီး phone number whatsapp number ပါ냐ထည့်ပြီးမှ page မှာတင်ပြီးတော့မှဆိုရင် reuse content နဲ့ look in ပါတယ် corporate content နဲ့ look in နဲ့နောက်တစ်ခုကျတော့တချို့ကျတော့ရှိရဲ့ဒီ post တင်တဲ့အခောက်တိုင်းကိုယ့်ရဲ့ sign list စာကိုယ့်ရဲ့ english စာကိုယ့်ရောင်းတဲ့ product ရဲ့ကောင်းကျောင်းလေးတွေကိုတင်တဲ့အခောက်တိုင်းထက်ကတလဲလဲရေးပြီးသွားရတဲ့အချိန်မှာတချို့ကျတော့အလွယ်တကူပထမတင်တဲ့စာသားကိုပဲအလွယ်တကူသူတို့ဒီလိုမျိုး copy ကူးပြီးမှနောက်တစ်ချိန် post တင်တဲ့ခါမှာဒီ usa ပြန် page လုပ်ပြီးထည့်တဲ့ခါမှာ page ကနေ copy ကိုပြီး page မှာပြန်တင်မယ်ဆိုရင် reuse content ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးခဏခဏရေးပြီးသွားရမယ်ဆိုရင်ကျွန်တော်တို့ phone ဖြစ်ဖြစ် laptop ဖြစ်ဖြစ် notepad ဆိုရှိရဒီလိုမျိုး notepad ထဲမှာကိုကိုယ်တိုင်ရေးပြီး save လုပ်ထားမယ် save လုပ်ထားပြီးမှဒီစာသားတွေကို page မှာပြန် copy ကိုပြီးတင်သွားမယ်ဆိုရင်တော့ reuse repurpose can 100% looking ပါတယ်ဆိုလိုရင်အရာ page ကစာသားတွေကို page ကနေပြန် copy ကိုပြီးတင်သွားလို့မရပါဘူးเนาะ reuse နဲ့ပတ်သက်ပြီးနားလေသဘောပေါက်ပြီးဆိုရင်တော့ဒီ page မှာအရှိတဲ့အမှန်နဲ့ပတ်သက်ပြီးအားလုံး fresh up ပြီးပြီးလို့ရှိရင်ထပ်ပြီးမှ straight လာသေးတာဆိုဒီဖက် hello support တစ်ချက်သွားမယ် support and the box တစ်ချက်သွားမယ်ပြီးရင် your alert တစ်ချက်သွားမယ်ဒီမှာဆိုလဲ bio ရှင်အားလုံးကင်းရှင်းတဲ့အတွက်ကြောင့်မို့ဒီ page ကျွန်တော် request tribute တင်မှာ send အောင်လုပ်ပြပေးမယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ request tribute တင်ဖို့ဆိုရင်ကျွန်တော်ဒီမှာ affiliate တင်မယ် link လေးရှိရတယ်ကျွန်တော်အဲ့ link ကိုကျွန်တော်တစ်ချက်သွားလိုက်ပါမယ်ဒီဖက်လာမယ်ပြီးရင်ဒါ quotation နေမှာကျွန်တော်ဒီ link ကိုတစ်ချက် paste လုပ်ထည့်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် एम पब्लिश ओसने पत्त पि चनल टच थे बा म बा पेज का तेम जाकि म एम पब्लिश पि पुने ने एटो जम र छ पियन प्या पि दि म बा न तेम जाकि म तो आ दि एम पब्लिश पि पुने ने एटो जम म चनल दि एम पब्लिश पि दि ने या तखा रे का ग्वे थाना पु पि का म रे पि लो छि न चनल दि पेज या यू आर लिंक ट चेक कॉपी कु या बा म एप्पल ने या म सा दा ले असेंट ले लोट थारे एटो जम म दि आउ म ဒီ page ရဲ့ URL link ပြန်ထည့်မယ်ကျွန်တော်ဒီမှာဆိုရင်လည်း page ရဲ့ URL link ပါညာထည့်မယ်အားလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုရင်တော့ဒီအပေါ်ဆုံးစာသားလေးအချက် copy ကူးမယ် copy ကူးပြီးဆိုရင်တော့ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့ screenshot ဆွဲရမယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီဘက်တစ်ချက်လာပြီးမှဒီ row set တစ်ချက်နေပြီးမှကျွန်တော်ဒီ row set တစ်ချက်ပြန်နေမယ်ဒီ opposite တစ်ချက်ပြန်နေမယ်ဒီ row set နေမယ်ပြီးဒီ row set အလောက်ပြန်နေသွားမယ်ဒီပုံစံပေါ်လာခဲ့ပြီးဆိုရင် opposite set တစ်ချက်ပြန်နေပြီးမှကျွန်တော် page ကိုရွေးပြီးသွားလိုက်ပါမယ်ဒီအောက်မှာဆိုရင်အခုန copy ကူးလာစားတာ page လို့ထည့်မယ်ဒီ row set မှတစ်ချက်ဖြတ်ပြီးမှကျွန်တော်ဒီနာမှာဆိုရင် page quality အနေနဲ့ဖြစ်တဲ့ screenshot ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်တစ်ချက်ထည့်လိုက်မယ် အလုံးထပ်ပြီးသားခဲ့ပြီဆိုဒီဟာနဲ့ submit လုပ်ပြီးတော်လိုက်မယ်တချို့ကြောက်ပြောတယ်ပေါ့နော်ဗီဒီယိုလိုရင်းမဲ့ပြောပြပါအခြားဥစ္စာလုံးဝမပြောပေးပါနဲ့ပြောတယ်လိုရင်းမဲ့ပြောပြလို့ရှိရင်လူကြီးမေတို့နားမလည်ပင်နဲ့ request ဆက်ပြတင်တာတင်တာအချိန်ကုန်အလကားဖြစ်မဲ့တို့ဆိုတဲ့အတွက်ကြောင့်မို့ page မှာဘာကြောင့် page ကိုလိတဲ့နေရာဖြစ်တယ်ဘာကြောင့် errors အဲ့ဒီ error နားလည်တဲ့ဘောပေါက်ပြီးမဲ့အဲ့ဒါ fix လုပ်ပြီးမဲ့အဲ့ဒါမှ request ဆက်ပြတင်တာဖြစ်ပါတယ်ဒါကြတော့ပထမ step နေနဲ့ request debut တင်လို့ပြီးတော့ခဲ့ပြီဆိုဒုတိယ step နေနဲ့ကျွန်တော်ဒီနေ့ set နေမယ် ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် conflict affiliate form ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီ strategy ထိရတဲ့ကြောင့်မို့ဒီနေရာတစ်ဆင့်ကျွန်တော် request ဆက်ပြီးတင်ပြီးတောင်းမဲ့အတွက်ကြောင့်မို့ဒီ user တစ်ချက်ပြန်နေမှာကျွန်တော်ဒီမှာဆိုရင် code page name ထည့်တောင်းမဲ့အတွက်ကြောင့်မို့ code page မှာရှိတဲ့နာမည်အတိုင်း copy ကူးပြီးမှထည့်သွားရပါမယ်နော်နောက်တစ်ခုကြတော့ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုထည့်မဲ့အတွက်ကြောင့်မို့ကျွန်တော်လက်ရှိသုံးနေတဲ့ email ကကျွန်တော်တစ်ချက်ဒီ user ပိတ်ပြီးမှဒီ user လေးပြလိုက်မယ်ကျွန်တော်လက်ရှိသုံးနေတဲ့ email ပေါ့နော် ဒါကြတော့ကိုကြိုက်တဲ့ email လို့ကျွန်တော်ထည့်တော့လိုက်ရပါတယ်အဲ့တော့ကျွန်တော်ဒီ email ထည့်လိုက်ပါမယ်ပြီးရင်တော့အခုနောက်ဥစ္စာတစ်ချက်ပြန်ဖွင့်ပြီးမှဒီနေ့မှာ page လို့ပြီးမှထည့်လိုက်မယ်ဒီဥစ္စာတစ်ချက်ပြန်နေပြီးမှကျွန်တော်နေမှာဆိုရင်ဒီ page ရဲ့ url link ပေါ့နော် username ဆိုလို့ရတယ် url link ဆိုလို့ရပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဒီအောက်ဆုံးမှာဆိုရင်တော့ဒီဒုတိယစာတမ်းတစ်ခုပြန်ထည့်တော့ရပါမယ် ဒီစာသားကျတော့ထည့်ချင်နိုင်ထည့်လို့မရပါကျွန်တော် page မဖြစ်တဲ့ error နဲ့စစ်စစ်ပြီးမှကျွန်တော်ထည့်လို့ရပါမယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့ screenshot ပါကထည့်မယ်အားလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုရင်တော့အောက်ကနေ submit ဆိုပြီးနှိပ်ပြီးတော်လိုက်ပါမယ်ဒီနေရာမှာအချင်း process အနေနဲ့ကြာမယ်အခုနကကျွန်တော်ထည့်လိုက်တဲ့ gmail မှာသူကကိုရှင်းလုံးကြမယ်အတွက်ကြောင့်အဲ့ဒီကိုရှင်းလုံးကျွန်တော်တစ်ချက်ထည့်ဖို့ဆိုဒီနေရာတစ်ချက်ပြန်လာမယ်ဒီနေရာကိုကျွန်တော်တစ်ချက်ပြန်မှာ refresh လုပ်ပြီးတော့မယ်ဒီမှာအပေါ်ဆုံးမှာကြာလိုက်ပြီဆိုရင်ဒီ user တစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီ ကုတ်လေးကိုတစ်ချက် copy ကူးမယ်။ပြီးကြံဒီဥစားပိတ်ပြီးမှဒီကွက်လက်မှာအဲ့ဒီကုတ်ကိုကျွန်တော်တစ်ချက်ပြန်ထည့်ပြီးမှအောက်ကနေ submit နေပြီးတော့မယ်။ဘာလို့ကျွန်တော် email ထည့်လဲဆိုရင်ကျွန်တော်ဒီဒီ fish ကိုကျွန်တော်ကနေ request တပြည့်တင်တဲ့အတွက်ကြောင့်မို့ကျွန်တော် email မှာ respond လုပ်ပြီးလာမယ်အတွက်ကြောင့်မို့ကျွန်တော် pick up system ပြီးမှလုပ်ပြရမယ်အတွက်ကြောင့်မို့ကျွန်တော် email ထည့်လိုက်ဖြစ်တယ်။ပြီးတော့ကျွန်တော်ဒီ i am not robot ကို verify လုပ်ပြီးတော့မယ်အတွက်ဒီမှာ basket ဆိုကျွန်တော် basket တစ်ချက်ယူပြီးတော့မယ်။ကျွန်တော် internet နဲ့နေကွင်းနဲ့အတွက်ကြောင့်ခဏဆောင်မယ်။ ပြီးရင်တော့အောက်ကနေ submit နေပြီးတော့လဲပါမယ်ဒီနေရာမှာအချင်း process အနေငယ်ကြာမယ်အတွက်ကျွန်တော်ခဏလောက်စောင့်ပေးပါခင်ဗျာတော့ PTO အစုံသားလေးမှာ page နဲ့ပတ်သက်ပြီးရှောင်းရင်းဆောင်နဲ့ပတ်သက်ပြီးမှအားလုံးကျွန်တော်ပြပြပေးမယ်အားလုံးအတွက်အကျိုးဝေးပါမယ် PTO skip လို့ပဲတခြားလေးတော့ပြပါ โอเค from semi successfully say ကျွန်တော် request တပြည့်တင်လာလုံးဝအောင်မြင်တော့ခဲ့ပြီပြီးလို့ရှိရင်သူတို့ဘက်ကနေစစ်စစ်ပြီးမှကျွန်တော်ရဲ့ email မှာ response လုပ်ပြီးလာမယ်အတွက်ကြောင့်ဒီဥစ္စာ okay နေမယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီ page quality အနေအထားဖြစ်သွားခဲ့ပြီဆိုဒီနေရာနဲ့ request တပြည့်တင်ကိုတင်သွားရမယ်ဒီမှာဆိုရင် delete all your post ရဲ့ဒီ server တွေအားလုံးကျွန်တော်တို့ဒီဒီဖတ်ဖို့မတက်ဘူးဆိုရင်ဘာမှလို့ပြောင်းသွားမှာအားလုံးဖတ်လို့ရပါတယ်ခင်ဗျာနော် delete all your post လို့ဆိုကျွန်တော် page မှာ banner အမားလုပ်ခင်းမိတယ် banner copy post တင်လာမြေကျွန်တော်ကိုယ်တိုင်မသိဘူးဆိုရင်ဒီ page မှာရှိတဲ့ post content နဲ့အားလုံးဖြတ်ပြီးမှဒီ page မှာ admin အသစ်ခန့်ပြီးမှ edit admin အသစ်နဲ့ post content တင်ပြီးသွားမယ် double up ပြတော့ခဲ့ပြီဆိုမှတနည်းအဲ့ဒါမှပြန် request ဆေးပြီးတင်ပြီးသွားမယ်ဒါပေမဲ့ဒီ page ဆိုတော့ကျွန်တော်ကိုယ်တိုင်စစ်စစ်ပြီးမှလုပ်ပေးတဲ့အတွက်ကြောင့်မို့ဒီ page owner နဲ့တိကျနေတိုင်မြင်ပြီးစကားပြောတဲ့ချိန်မှာ ဒီ page owner ဖက်ကလည်းသူ copy ကူးထားတဲ့ content နဲ့ပတ်သက်ပြီးအားလုံးဖြတ်ပြီး share တဲ့အမားနဲ့ပတ်သက်ပြီးအားလုံးဖြတ်ပြီးမှအခုစဉ် genuine content လောက်ပဲတင်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီ page နဲ့ request တပြုတင်ပေးတော့ပါမယ်။အဲ့အတွက်ဒီ Facebook page affiliate from the sheet deals at the set ထောက်လိုက်မယ်။ဒီနေရာရောက်လာမယ်။ဒီနေရာရောက်လာရင်ဆိုရင်ကျွန်တော်အခုနောက်က email တစ်ခုကိုကျွန်တော်ပြန်ထည့်ရပါမယ်။ဒီ email ပေါ့နော် ပြီးရင်ဒီဖက်လိုင်းမှာတစ်ချက် pitch လို့ထည့်မယ်နောက်တစ်ခုကျတော့ဒီမှာဆိုရင် pitch ကဖြစ်တဲ့တော့ pitch ကိုရွေးမယ်နောက်တစ်ခုဒီနေရာမှာကျတော့ဒီစာသားလေးပဲပြန် copy ကူးမယ် pitch link အပါပါเนาะပြီးရင်ကျွန်တော် pitch လို့ထည့်ပြီးမှအောက်ကနေ submit နေပြီးမှတော်လိုက်ပါမယ်ဒီလို submit လဲ form submit success plus ဒီလောက်စလုံးဝအမြင်တော့ခဲ့ပါပြီအဲ့တော့ကျွန်တော် request တွေပြီးတင်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီ pitch မှာကျွန်တော်ရှစ်ဆက်ပြီးမှ post content လေးတွေပုံမှန်လေးတင်ပြီးတောင်းမယ်ဆိုလို့ရှိရင်ကျွန်တော် page ကတဖြည်းဖြည်းနဲ့ဒီဥစာ suspended အပိုင်းပြောက်တော့ခဲ့ပြီးမှဒီဥစာတော့အနီအောင်ကြန့်ခင်မယ်ဒီအနီအောင်တော့ရက်အနည်းငယ်စောင့်ပစ်လိုက်မယ်အမားမလို့ပဲကျွန်တော်ပြောတဲ့အတိုင်းတင်တော့မယ်ဆိုရင်အချိန်တိုအတွင်းမှာပဲ page ကလုံးဝစိမ့်တော့ခဲ့ပါမယ်ဒီမှာတစ်ချက်ကြည့်မယ် ဒီပေးဆိုရင်တော့ Tony လကောင်းပဲ copyright တောင်းခြင်းထိမှ page quality အနေအားဖြစ်မှာ page no recommendation ဖြစ်တော့ခဲ့တဲ့ rich engagement ကြတော့ခဲ့တဲ့ moderation အပိုင်းမှာလည်း registered ဖြစ်တော့ခဲ့တဲ့ဥစားကျွန်တော်ပေးကတေချာစစ်ဆေးပြီးမှပြုပြင်လိုက်တဲ့ page owner လည်းကျွန်တော်တေချာပြပြပေးတဲ့အချိန်မှာကျွန်တော်ပြောတဲ့အတိုင်း line နဲ့ပြီးတော့တဲ့အတွက်ကျွန်တော်ဒီ page ကအချင်းတို့အတွင်းမှာ page ကစိန်တော့ခဲ့ပြီးမှအခုစဉ် ပစ်ရှစ်နရှမန်နဲ့တော်တော်လေးကိုကောင်းလာပါတယ်ခင်ဗျာနော်ဒီနေရာမှာအများအပြားအမားလို့တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးမယ်တပ်ပုံတပုံကသူတို့ကိုယ်တိုင်တပ်ပုံရဲလိုက်တယ်ပစ်မှတင်လိုက်တယ်နောက်တစ်ခါကျတော့ stock ကျင်သေးလို့ဈေးဈေးရောင်းမရသေးလို့အဲ့ဒီ content ကျင်သေးလို့ပြန်တင်ပြီးရောင်းချင်တယ်ဘယ်ဒီစရာလဲအဲ့ဒီတပ်ပုံခဏခဏပြန်ယူတုံးရတဲ့ခါမှာဒီတပ်ပုံတပုံထဲ reuse လုပ်ပြီးတော့လဲကျွန်တော်တပ်ပုံနဲ့ပတ်သက်ပြီး copyright content ဖြစ်တော့ခဲ့တဲ့ reuse content ဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်အခုနောက်ကျွန်တော်ပြောတဲ့အတိုင်း canva software နဲ့ပြန် edit လုပ်ပြီးမှတင်သွားမယ်ဆိုရင်ရတယ်ဒါမှမဟုတ် dev point အသေးရပြီးတင်သွားမယ်စာသားကိုလည်းအဓိကပေါ့နော်ပြန်အစ်စ်အစ်စ်ပြန်ရေးထည့်မယ် copy စာသားဆိုလည်းပြန် edit လုပ်ပြီးထည့်မယ်ဘယ်လို edit လုပ်ပြီးသွားမယ်ဆိုကျွန်တော်အခုနောက်ကျွန်တော်ပြပြပေးတယ်နောက်တစ်ခုကြောင့်တချို့ကြောင့်ရှိရဲ live stream video မှာဆိုနောက်ခင်တစင်းထည့်ပြီးတော့တစ်ခါမှနောက်ခင်တစင်းတစင်း copy ထည့်တယ် video တွေမှာနောက်ခင်တစင်းထည့်မယ်ဆိုရင်နောက်ခင်တစင်းတစင်း copy ထည့်တဲ့အတွက်ကြောင့်အဲ့ဒါဆက်နေပတ်သက်ပြီးလုံးဝလုပ်လို့မရဘူး pitch မှာ live stream လုပ်သွားတဲ့ video တင်တော့ခဲ့တဲ့ဆိုရင်နောက်ကနေကိုစကားပြောပြီးတော့ပါတချင်းတန်လုံးဝမှပါပါမယ်ဆိုရင်လူကြည့်များအောင်ဆိုရင် Facebook တင်ပြတဲ့ deep video အစစ်အမှန်ကန်ဖြစ်တဲ့ original video ဖြစ်တဲ့ဆိုရင် Facebook က automatic လူအများစုကို suggest ပို့ပေးတဲ့အတွက်ကြောင့်မို့ boost လို့ဆရာမလို့ဘယ်နဲ့ wish english မနေတည်တည်တပါပြန်တက်လာပါတယ်ခင်ဗျာနော် ဒီနေ့ဒီပန်ဒီလောက်ပဲအားလုံးကျွန်တော်ရေးစစ်နေတယ်ဒီ page ကပြန်စိမ်းတော့ခဲ့ပြီးစိမ်းကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ screenshot ဖြစ်စေ short video ဖြစ်စေလုပ်ပြီးမှကျွန်တော်တင်ပြသမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်